ပေါ့နော်ဒီအချိန်လေးဆိုလို့ရှင်ဖေဖေရှိသိကောင်းနေမှာပဲပေါ့နော်သူ့တမီအတွက်သူဘယ်လောက်တော့ဂုဏ်ယူနေမလဲပေါ့နော်ဆိုတော့ညီမဒီလိုမျိုးတွေအဲပေါ့နော်ဒီလိုမျိုးတွေပျော်ရတဲ့အချိန်တိုင်းဆိုလို့ရှင်အရင်တတိယပူဆွေးတော့ရောက်တဲ့အချိန်တော့ဖေဖေတတိမရအောင်အဖေပါကိုရှိတဲ့နေရာလေးမှာပူလောင်နေရမှာဆိုလို့ပါဟုတ်ကဲ့ဒီမှာအချိန်ပြည့်လက်လျှော့ခဲ့တဲ့အချိန်ကြီးအများကြီးပဲဟိုဘယ်လိုပဲစဉ်းစားကြည့်ဘလို့မှဖြစ်နိုင်ဟူးတိရမလားမိသားစုအချိန်လေးတွေရအကြောင်းပြီးတော့ညီမကအဲ့လိုမျိုးသားပြောနေတယ်ညီမဆွေမျိုးတွေကမချမ်းသာဘူးလားဆိုတော့ချမ်းသာတယ် ဲ့လိုတွေဖြစ်နေတဲ့အချိန်မှာညီမတို့ကိုကူညီခဲ့တဲ့ဆွေမျိုးဆိုတာလက်ချိုးရည်လို့ရတယ်။အဲ့လိုတွေပေါ့နော်။အဲ့လိုတွေလည်းစိတ်နာစရာရှိခဲ့တယ်မိသားစုနဲ့ပတ်သက်လာတယ်။ဆိုတော့ဟိုအဲ့ဒါတွေကလည်းညီမတို့အားဖြစ်ခဲ့တယ်ပေါ့နော်။ကူညီမမဲ့ကူညီမယ်ဆိုပြီးတော့လည်းအရင်ပြောဆိုပြီးတော့မှကူညီတဲ့သူတွေလည်းရှိခဲ့တယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေကအရင်တစ်ခုပါအခုချိန်မှာတော့ဟုတ်။အဲညီမတို့အဓိကတော့သူတို့ကိုအတုပဲယူလိုက်ပါတယ်။အဲကိုကိုလဲကြလို့ရှင်เนาะကုညီမယ်ဆိုတဲ့စိတ်လေးပဲထားလိုက်ပါတယ်ဟိုကိုမကုညီလိုက်လို့ ဒီမိသားစုတွေဘာဖြစ်သွားလဲဆိုတဲ့အခါကိုခံစားရတာကိုခံစားနေရပြီးသားဆိုတော့ဟိုငယ်ငယ်လေးကနေလည်းကိုကနည်းနည်းဟိုဘယ်လိုပြောရမလဲနည်းနည်းမာနကြီးရယ်ပဲပြောရမလားနော်ဆင်းရဲတော့ပို့ပြီးတော့မာနကြီးရပါဘောနော်အဲနည်းနည်းတော့မာနကြီးရယ်တည်ရမလားအဲ့လိုဟိုပတ်စံကိစ္စနဲ့ပတ်သက်လာလို့ရှိရင်ကုညီမတောင်းဟိုဘောနော်အမေဘက်ကမျိုးကြီးဆိုရင်နော်ကုညီသားဘောနော်အတခြားသူတွေဆိုလို့ရှိရင်တော့လာလဲမလာဘူးဟိုဖိဖိနိုင်အောင်မလာတဲ့လူတွေရှိရယ်ဘောနော်ဆွေမျိုးရယ်အဲ့လိုဆို ကိုကသူတို့နောက်မှာရတိပြက်ပြက်နိုင်နေရပဲသိရမလားကိုကတော့ဘာလို့ရတိပြက်မပြက်နိုင်ရမှာလဲဆိုတဲ့စိတ်ထားတာပေါ့နော်ဟုတ်ဒီကတော့ဒီချိန်မှာတော့ ဟိုဘာမှမလုပ်စေချင်တော့ဘောနော်မမင်းကိုကြတော့ကိုကိုတိုင်းပဲဟိုကိုလှုပ်ပေးချင်တယ်ကိုလည်းအသက်ရွယ်တခုကိုလည်းဒီဘယ်လိုပြောမလဲဒီလုပ်ငန်းနေမျိုးစီးပွားရေးတခုအနေနဲ့ရောအမှုပညာတခုအနေနဲ့ရောရလာပြီဆိုတော့ဒီအမှုပညာရေးလှုပ်ဖို့လည်းမမင်းရပဲအတင်းတွန်းမှုခဲ့တာ哦ဆိုတော့ဒီချိန်မှာညီမဟိုမမင်းယုံကြည်ထားတဲ့မမင်းယုံကြည်ထားတဲ့အလုပ်တခုနဲ့ဘောနော်ညီမမမင်းကို အမေကုံယူရတဲ့တမီးတယောက်ဖြစ်စင်တယ်ပြီးလို့ရှင်အမေတို့အပြည့်စုံအောင်လည်းထားစင်တယ်ပေါ့အဲ့မှာမှနာလေးတော့ရှိပါတယ်ဟုတ်ကဲ့ဒီကတော့အရန်ကုံယူမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အရန်ပြောပါတယ်သူကအဲ့လိုကားတစ်ခုခုထွက်လာတိုင်းအမြင်နဲ့လည်းကြည်တယ်ပြီးလို့ရှင်အမျိုးတွေလည်းပေါ့နော်အမေဘက်ကမျိုးရင်းဆိုလည်းအရန်ပြောဟုတ်ညဆန်ကြီးဆိုတဲ့မိန်းမရဲ့အိမ်တော်ကြီးကိုတော့ကရောက်တဲ့ရအောင်လောက်ရမှာအဲ့တော့ဆိုလို့ရှင်တပြေးကဘာရမှာလဲနင်တို့ညီမနှစ်ယောက်အေးစစ်စစ်နေလို့ရမယ်ဘဝတစ်ခုပေါ့ဟာရယူလိုက်တာ မွေပွေးကပိုက်ပိုက်ထားပြီလို့တာမှန်လိုက်တော့အဓိကကတော့လေတကယ်တမ်းအနုပညာလောကရဲ့တွန်းပို့ရုံနဲ့မဟုတ်ဆွဲခေါ်ခဲ့တာလည်းမမေပဲပေါ့နော်ဆရာကျွန်းလင်းစီမှာပဲမမေရပဲတင်တဲ့ app ပဲပထမတော့ကိုကဟို ဒါကပထမတော့ဒီ business လုပ်ဖို့အတွက်အလုပ်တွေပါတော့လုပ်လို့ရှိရင် personal hygiene ဘာညာသိအောင်ဆိုပြီးတော့နေတဲ့ထိုင်နေအောင်ဆိုပြီးတော့တော့တက်လိုက်တာပဲကိုကိုယ်တိုင်လည်းဝန်ထနာပါသွားတယ်ဝန်ထနာပါသွားတော့အဲအလေလောက်မှာပေါ့နော်ဘောတက်စစ်ချုံမှာမလုပ်တော့ဘူးဒါကြီးကပင်မလိုက်တာအငါနဲ့လည်းမကိုက်ဘူးပေါ့နော်ငါအနေထားနဲ့လည်းမဖြစ်သင့်တော့ဘူးငါမိဘကိုပြန်ချချွေးရမယ့်အရွယ်လေးရောက်ပြီးငါအေးဆေးဆေးပဲအပြင်မှာတမန်မိန်းကလေးတယောက်လိုပဲရှင်တန်းတော့မယ်ဘာညာနဲ့စိတ်တကြခဲ့ရတဲ့အချိန်ကြီးရှိရအဲ့အချိန်ကြီးမှာဆိုလို့အမေကမဟုတ်ဘူးငါနဲ့ကိုအဆကတည်းကလှုပ်စီချင်မှာတော့ဒီလမ်းကြောင်းနဲ့ကိုဆက်ခွန်မလာအောင် ဒီတဲ့ကိုလည်းတုံးမဖို့ခဲ့ဘူးပေါ့နော်ဆိုတော့ဟိုအမေကအဲ့လိုမျိုးတွေအားရပေးခဲ့တာပေါ့နော်ငါနေရောအစကတည်းကတာမမင်းကလေးတက်ဝဲဖြစ်စေချင်မှာတော့ဖြစ်ညီမတို့လည်းမှာအရန်ထူးဆန်းတဲ့အမေမေကလေဟိုဘယ်လိုပြောမလဲညီမတို့လည်းမှာအမှုပညာအတိုင်းမှိုင်းလည်းမရှိဘူးအမေကအဲ့ဒါနဲ့ဆက်ဆက်လာဆိုတော့လည်းမဆက်ဆက်ဘူးသီလားအတိအကျတော့ငငယ်တုန်းကတော့ညီမအဲ့လိုမျိုး ID ဘာဝန္ဒနာပါလဲလို့မေးရင်တော့အမှုပညာဝန္ဒနာပါတယ်သမီးကမော်ရယ်ဖြစ်စင်တာငငယ်လေးတော့ပြောတော့ပြောဘူးလေဒါပေမဲ့မေမေအဲ့ဒါမှတ်ထားလာတော့မသိဘူးပေါ့နော် အကူကတော့လက်လွတ်ကြမယ်ဒီတိုင်းကလေးဆိုတော့ငငယ်တော့မဖြစ်ချင်လည်းမိလို့ရှင်တော့ဒီတိုင်းပဲပတ်သက်တဲ့တွေ့လို့ရှင်ဆရာဝန်ကြီးဖြစ်ချင်တယ်ဆရာမကြီးဖြစ်ချင်တယ်ဒါတွေပြောလိုက်တာပေါ့နော်ဆိုတော့အမေကအဲ့ဒါလေးမှတ်ထားတာတော့မသိပါဘူးကိုကိုရိုင်အောင်လည်းအဲ့လိုမျိုးအပြင်မှာဆိုလို့ရှင်ရက်ွက်ထမှာလွတ်လပ်ရေးပွဲတွေပါလုပ်တယ်လေလွတ်လပ်ရေးပွဲတွေပါလုပ်လို့ရှင်တခြားနေရာမှာမတော်ဘူးအမှ fashion show shop တဲ့နေရာ model show shop တဲ့နေရာဆိုလို့ရှင်တမင်းကြိုင်ကြီးရကိုကအမြင်တယ်ဆိုတော့ရက်ွက်ထမှာရက်ရှိဆုံး ်နိုင်ငံတော့အရက်ကလန်ကလားဖြစ်ဆုံးတယ်အဲ့လိုမျိုးအတပ်ပရမပေါ့နော်သိရမလားအဲ့လိုမျိုးဖိလစ်ပင်းတို့ဘာလို့တက်တုံမှာတွေ့ရတဲ့ကလေးမှလေအဲ့လိုမျိုးဆိုတော့အဲ့လိုပုံစံဆိုတော့ငယ်တဲ့လေအရင်အတော့မှာဆိုတော့မိမိကအဲ့လိုမျိုးနင်းဟိုငါကဟိုဖြစ်စေခြင်းမှာတော့ပြောပေါ့နော်အပြင်ကအကောင်မလေးတယောက်ရွရွရှင်းရှင်းအေးအေးဆေးဆေးဘာမှဟိုဘယ်လိုပြောမလဲတာမန်အကောင်မလေးတယောက်ဖြစ်စေခြင်းငယ်မှာတော့ဖြစ်ငါဆက်ရတဲ့ဒီတဲ့ကိုဆွဲမခေါ်လာခဲ့ဘူးငါဆက်ရတဲ့နင်ဟိုဒီလမ်းကြောင်းနေမပြခဲ့ဘူးပေါ့နော်ရတယ်လောက် သူပေါ့နော်ဟိုဘယ်လိုပြောမလဲဒီလောကမှာမျက်နှာမငယ်ရအောင်သူထားနိုင်အောင်သူစူးစမ်းပေးမယ်အဲ့အားတွေနဲ့ပဲတွန်းအားပေးခဲ့တာတွန်းပို့ခဲ့တာပေါ့နော်ညီမဒီနေ့ဒီချိန်ထိဒီကင်မရာရှင်းမှာအင်တာဗျူးဖြစ်နိုင်တဲ့အနေထားဖြစ်သွားရပေါ့နော်အဲ့တော့အရင်ကျေးဇူးတင်တယ်တပည့်ကြောင့်တယ်ကလေးကိုမတိနိုင်တော့ကလေးကိုမတိနိုင်ဟေးဘာလဲရမင်းတို့မင်းကြီးတော့ခေါ်ပြီးတော့လှစ်လိုက်တော့ ဘာလို့ဆိုညီမအချိန်ပြည့်လက်လျှော့ခဲ့တဲ့အချိန်တွေအများကြီးပဲဟိုဘယ်လိုပဲစဉ်းစားကြည့်ဘလို့မှမဖြစ်နိုင်ဘူးသိတယ်မလားမိသားစုအချိန်လေးတွေရအကြရောပြီးတော့ညီမကအဲ့လိုမျိုးသာပြောနေတယ်ညီမဆွေမျိုးတွေကမချမ်းသာဘူးလားဆိုချမ်းသာအဲ့လိုတွေဖြစ်နေတဲ့အချိန်မှာညီမတို့ကိုကူညီခဲ့တဲ့ဆွေမျိုးဆိုလက်ချိုးရည်လို့ရတယ်အဲ့လိုကြီးပေါ့နော်အဲ့လိုကြီးလည်းစိတ်နာစရာရှိခဲ့တယ်မိသားစုနဲ့ပတ်သက်လာတယ်ဆိုတော့ဟိုအဲ့ဒါတွေကလည်းညီမတို့အားဖြစ်ခဲ့တယ်ပေါ့နော်ငါတချိန်ကြာလို့ရှင် business အောင်မြင်ပြီးတော့ငါဘာလုပ်မှာလဲသူတို့ဟို ဘယ်လိုပြောရမလဲသူတို့အမြင်နဲ့မြင်နေရမယ့်နေရာတကူမှာငါနေမယ်ဆိုပြီးတော့ဒီလိုမျိုးလေးပဲစိတ်ကခလေးဆိုလဲပေါ့နော်အရင်တော့မြင့်ချက်သေးတော့အဲ့ဒီတုံအားတွေကပဲညီမကအခုလိုမျိုးပို့ပြီးရင်ချက်တဲ့တင်းတဲ့ဘူဖြစ်စေခဲ့တာနေမှာပါဟုတ်ချွေးချင်းမှမျိုးတော့ကျင်တာပေါ့နော်အဲ့လိုမျိုးကြီးလည်းရှိတယ်ပေါ့နော်အဓိကဟိုဘယ်လိုပြောရမလဲကုညီမယ်ကုညီမယ်ဆိုပြီးတော့လည်း အရင်ပြောဆိုပြီးတော့မှအကူညီတဲ့သူတွေလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကအရင်တခုပါအခုချိန်မှာတော့ဟုတ်နင်တို့အခုစားနေတဲ့အတော့နဲ့ထမင်းကနေပြီးတော့လေမစွန်တပ်ကြီးဖြစ်အောင်လို့ငါစီစဉ်ပေးမှာဒီမှာမမဘာမှသူများအိမ်မှာအိမ်ခေါ်တော့လို့ဆရာအကြောင်းမရှိဘူးနော်ဆိုတော့ညီမကအရင်ကျန်းနှံ့ခဲ့ပြီးွားကြီးကိုကိုရံလည်းတည်တယ်ဟိုဓာရီကိုပူဆွေးတော့ခရောက်ပြီးခန်းစားနေလို့လေဓာရီကဖြစ်ရှင်းမှုနီးလည်းမဟုတ်ဘူးဆိုတော့လေကိုကိုကိုတည်ခဲ့လीဆိုတော့ အဲ့ဒါတွေကိုမေ့ထားပြီးတော့လုံးဝလုံးဝတော့ပျောက်မယ်မေ့ချလိုက်တယ်မေ့ချပြီးတော့ကိုယ့်ဘာကိုအဲကိုယ့်ရဲ့ lifestyle ကိုအကောင်းဆုံးတည်ဆောက်မယ်ငါတို့ဒီလိုမျိုးမရှိနေတော့ငါတို့အပျော်နေရမယ်ဆိုတဲ့မိသားစုဘဝကိုရအောင်တည်ဆောက်ခဲ့တာပါဟုတ်အဓိကတော့ဒီဘဝမှာတာမီးနှစ်ယောက်တည်းပေါ့နော်ဒီတာမီးနှစ်ယောက်တည်းရပဲဟိုတယောက်နဲ့တယောက်အားတွေပေးရင်လည်း energy မကုန်မခန်းမချင်းဒီဘွားကြီးကိုအတူတူရှောင်နှန်းလာပါတော့နော်အခုဆိုလို့ရှိရင်မမေကိုလည်းစိတ်ကြမ်းသာမထားနိုင်နဲ့ပြီးလို့ရှိရင်အဲ့လိုပါနော်ခုနကလိုမျိုးသူတွေကြားထဲမှာလည်းကိုက ဒီမနက်မြောင်း family မှာတမိပေါက်တယောက်တောင်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့လည်းဂုံယူနိုင်တယ်အဲ့ဒီအတွက်ဒီမိမိဘက်ကမျိုးရည်ဆိုလည်းအရန်ပျော်တယ်ဒါဆိုရင်ကုညီပေးခဲ့တဲ့မျိုးရည်ပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းသူတို့ဆိုလို့ရှိရင်ငယ်တုန်းကနိုင်ငံညမှာကျောင်းသွားတက်မလားဟာနိုင်ငံညမှာပဲလှုပ်သွားလှုပ်တော့မလုံးနဲ့တော့ဆိုပြီးတော့အဲ့လိုမျိုးပြောပြမိလဲမိမိကလုံးဝငင်းဆန်နေတာမဟုတ်ဘူးသူဒီလိုမျိုးပေါ့နော်ဟိုဟာဖြစ်မှာ သူတမျိုးဖြစ်အောင်လုပ်ပေးမှာအဲအဲ့လိုမျိုးကြီးလုပ်ခဲ့ပြီးတော့ကိုကိုရန်ကလည်းမေမေးရဲ့စကားလေးကိုပဲယုံကြည်ပြီးတော့နေခဲ့တာပါနော်တခါလေးမှဒါဖြည့်ခြင်းမှာပါတခါလေးမှအဲ့လိုလေအဲ့ဒီငွေတိုင်းမှာအဖေကိုသတိရမိလားခန္ဓာသတိရတာပေါ့ဒီချိန်ကြီးသတိရတယ်ဘာပြောဆိုမနေ့ကတော့ညမတွေးနေသေးတယ်ဟိုပေါ့နော်ဒီချိန်လေးဆိုလို့ရှင်ဖေဖေရှိသိကောင်းနေမှာပဲပေါ့နော်သူ့တမီးတော့သူဘလောက်တော့ဂုံယူနေမလဲပေါ့နော်ဆိုတော့ညမဒီလိုမျိုးတွေအဲပေါ့နော်ဒီလိုမျိုးတွေပျော်ရတဲ့အချိန်တိုင်းဆိုလို့ရှင်အရင်သတိရပူဆွေးတော့ရောက်တဲ့အချိန်တော့ဖေဖေသတိမရအောင်အဖေပါ ဟိုရှိတဲ့နေရာလေးမှာပူလောင်နေရမှာဆိုလို့ပါဟုတ်ဖေဖေချစ်တဲ့သမီးပေါ့ဟုတ်ဟုတ်နှစ်ယောက်လုံးချစ်ပါတယ်ငယ်ငယ်တုန်းကတော့ဖေဖေနာအရင်ကတ်တယ်ပေါ့နော်ဆိုတော့သမီးတွေကြာလဲအဖေကိုပူပြီးအားကိုပြီးပူချစ်တာပေါ့နော်တကယ်တမ်းအရင်အားကိုရတဲ့သူမရှိတဲ့အချိန်မှာပူတည်ရလေခုနကလည်းမျိုးပြောရမိခိုးချင်သိပျောက်သွားတာအဲ့တော့ညီမကဟိုဘယ်လိုပြောမလဲညီမကိုကိုညီမအရင်မိခိုးတတ်တဲ့စိတ်ရှိတယ် ကိုကိုချစ်တော့ကိုကိုရနိုင်မယ်ဒါဆိုလဲကိုကကိုလုံနိုင်မှာဟိုဆိုလဲကိုကကိုလုံတည်ရမလားအဲ့လိုရှုတင်မှာကြည့်လိုက်လို့ရှင်လဲကိုကကိုလိုက်လုံနေတာအဲ့လိုမျိုးများတာပေါ့နော်အဓိကဒါဘုံကနေအကျင့်ပါလာပေါ့နော်အဲ့လိုလေးဖြစ်တာပါဟုတ်အင်းညီမကတော့အဓိကတော့သူတို့အတုပဲရှင်လိုက်ပါတယ်เออกูกูเลยจ้าလို့ရှင်เนาะกุญญีมั้ยဆိုတော့စိတ်လေးပဲထားလိုက်ပါတယ်ဟိုကိုမကุญญีလိုက်လို့ ဒီမိသားစုတွေဘာဖြစ်သွားလဲဆိုတဲ့အခါကိုခံစားရတာကိုခံစားနေရပြီးသားဆိုတော့ဟိုငငယ်လေးကနေလည်းကိုကနည်းနည်းဟိုဘယ်လိုပြောရမလဲနည်းနည်းမာနကြီးရယ်ပဲပြောရမလားနော်ဆင်းရဲတော့ပို့ပြီးတော့မာနကြီးရပါဘောနော်အဲလိုသွားပြီးတော့ဘယ်လိုပြောရမလဲတောင်းဆိုနေရတာတောင်းမှန်နေရတယ်တိတ်မကြိုက်တောင်းတောင်းရတာလက်ဖြန်တောင်းရတယ်ညီမငယ်လေးတွေတိတ်မကြိုက်တိတ်မကြိုက်တော့ညီမဆန်ရအောင်မီအဲဒီတက်ကတော့စတတ်တဲ့အချိန်ခါညီမအလုံးလုံးတယ်ညီမဦးလေးစီပါတယ်ညီမလှုပ်တိလှုပ်တယ်ပေါ့နော်အဲ့လိုမျိုးနေစူးစမ်းခဲ့တာပေါ့နော် ရရတဲ့လို့အမေကိုလည်းလှုပ်တယ်ကူတယ်ပေါ့ကွယ်အဲ့လိုမျိုးကြီးလှုပ်ခဲ့တာဆိုတော့မြမတို့တာမီနီယာအထံလေးတော့တူတာပေါ့နော်နည်းနည်းတော့မာနချီရဲ့အတေးမှာအဲ့လိုဟိုပတ်စံကိစ္စနဲ့ပတ်သက်လာလို့ရှင်ကုညီတောင်းဟိုပေါ့နော်အမေဘက်ကမျိုးကြီးဆိုရင်နော်ကုညီတာပေါ့နော် အတခြားသူတွေဆိုလို့ရှင်တော့လာလည်းမလာဘူးဟိုဖိဖိနိုင်တော့မလာတဲ့လူတွေရှိရဲ့ပေါ့နော်ဆွေမျိုးတွေအဲ့လိုဆိုတော့ ကိုကသူတို့နောက်မှာရတိပြပြတ်နိုင်နေရပဲသိရမလားကိုကဘာလို့ရတိပြမပြတ်နိုင်ရမှာလဲဆိုတော့စိတ်ထားတာပေါ့နော်အဲ့ဒီတော့ကတော့အရန်မာနာကြီးရဲ့အရန်လဲဟိုဘယ်လိုပြောရမလဲဟိုသူတို့ကနောက်မှာပဲလာပြီးတော့စင်ပြေးရလားဘာညာနဲ့အဲ့လိုမျိုးကုညီဖို့နောက်မှာမေးတာပေါ့နော်ငါတို့ကဘာလို့ငါတို့မိသားစုဘွားရအောင်ရှေ့ဆက်မယ်ဆိုပြီးအဲ့လိုမျိုးလေးနေခဲ့တာပေါ့ဒါတွေကလည်းအားအင်းနေဖြစ်စေခဲ့တဲ့ဖြစ်စေခဲ့တဲ့အတွက်လည်းအရန်ချစ်စုတမန်နေ